Hello အားလုံးပဲမြင်ကြတော့ပါ United ရှိဦးကနေကြိုဆိုပါတယ်ဆိုတော့လက်ရှိမှာဆိုလို့ရှိရင်အသင်းရဲ့ကွင်းလေကစားမလေးဖြစ်တဲ့ Kobe Menu ကလာမယ့်ဇန်နဝါရီအပြောင်းအရွှေ့မှာအသင်းကနေထပ်ပြီးတော့ပြောင်းဖို့ကြိုးပမ်းနိုင်တဲ့အခြေအနေနဲ့ပတ်သက်လို့ Chris Wheeler က report လုပ်ထားတာတွေကျွန်တော်တို့ရှိပါတယ်ဆိုတော့ Menu နဲ့ပတ်သက်လို့ Chris Wheeler ကပြောထားလဲဆိုတော့ Kobe Menu အနေနဲ့ပေါ့နော် Kobe Menu အနေနဲ့ကျွန်တော်တို့ဒီနောက်နှစ်ညရာဒီပေါ့ပြီးခဲ့တဲ့ညရာဒီအပြောင်းအရွှေ့မှာ ဒီပြောင်းရွှေ့ခွင့်သာသူရခဲ့မည်ဆိုလို့ရှိရင်တေချာပေါင်းနီးပါးဆိုသလိုနာပိုလီအသင်းကသူ့ရဲ့ရွေးချယ်စရာဖြစ်ရှိခဲ့မှာပေါ့စီရီအေကလပ်အသင်းဖြစ်တဲ့နာပိုလီဟာကိုဗီမင်းနူး အင်မတန်ပြောင်းရွှေ့ကစားခြင်းနဲ့အတင်းဖြစ်တယ်။နာပိုလီကိုယ်တိုင်ရဲ့ဘက်ကလည်းခိုဝီမင်းနူးကိုလိုချင်ခဲ့တဲ့တဲ့မှာပါတယ်။ဆိုတော့လက်ရှိပေါ့နော်။လာမယ့်ဇန်နဝါရီအပြောင်းရွှေ့မှာအကယ်လို့မြန်ထပ်ပြီးတော့ပြောင်းရွှေ့ခွင့်ရအောင်မယ်နော်။အပြင်ပြောင်းဖို့အတွက်မင်းနူးရဲ့ဘက်ကကျွန်တော်တို့တောင်းဆိုလာအောင်မယ်ဆိုရင်နာပိုလီကိုပြောင်းရွှေ့ဖို့ပဲဖြစ်လိမ့်မယ်ပေါ့။ဒါအပြင်ကျွန်တော်တို့နီးပြအစ်လက်ရှိနီးပြဖြစ်တဲ့ရူဘင်အမ်မိုရင်းသာအတင်းမှာဆက်ပြီးတော့ရှိအောင်မယ်ဆိုရင်ဒါကိုဝီမင်းနူးအနေနဲ့ပေါ့နော်။ ကျွန်တော်ဒါအတင်းပြောင်းဖို့အတွက်ထပ်ပြီးတော့တောင်းဆိုနိုင်ကြီရှိနေတယ်ဆိုပြီးတော့ကျွန်တော်ပြောထားတယ်ဒါဟာ Manchester United ရဲ့တော်တော်စိတ်ပူစရာကောင်းတဲ့အခြေအနေကြီးကျွန်တော်ဖြစ်နေပြီဘာလို့လဲဆိုတော့နီးပြားတယောက်ကိုကျွန်တော်အနေနဲ့ပေါ့နော်လက်လွတ်မယ်ဆိုလို့ရှိရင်ပေါင်15သန်းအပြင်ကျွန်တော်တို့ကိုမကုန်ဘူးအကယ်လို့နီးပြားတယောက်ကိုထက်ခံမယ်ဆိုလို့ရှိရင်လည်းပေါင်15သန်းအပြင်ကျွန်တော်ပို့မကုန်ဘူးဒါပေမဲ့ကိုဘီမင်းနူးလိုကစားမမျိုးကိုကျွန်တော်လက်လွတ်ပြီးတော့ပြန်ဝယ်တဲ့အခါမှာကျွန်တော်အနေနဲ့ပေါင်အသန်း10ချီကျွန်တော်သွားတော့မှာ တန်း90လေးဖြစ်ချင်းဖြစ်မယ်တန်း60လေးဖြစ်ချင်းဖြစ်မယ်တကယ်ကောင်းနေရင်တန်း80 80 90လေးဖြစ်ချင်းဖြစ်မယ်ကိုဘီမိန်းနူးသာထားပါတော့ကျွန်တော် Brighton တို့ Crystal Palace တို့ Nottingham Forest တို့တခြားကလပ်အသင်းတခုခုမှာကစားနေတယ်ဆိုရင်နော်ဒီလိုမျိုးယီချင်းနေဆိုလို့ရှင်ပုံမှန်ကစားခွင့်ရပြီးတော့ performance တွေပြနိုင်နေတယ်ဆိုလို့ရှင်ရင်တေးကြတဲ့ကျွန်တော်အသင်းအနေနဲ့ပေါင်သန်း60 90ပေးပြီးတော့ခေါ်ရမှာပဲဆိုတော့အသင်းအနေနဲ့ဒီအမှားကိုထက်ပြီးတော့ကျွန်တော်ကမကျွလွန်ဖို့ကျွန်တော်လိုတယ် ော် every တန်ခါရဲ့လက်ထက်မှာကျတို့အနေနဲ့ပေါ့နော်ညပြကိုဆက်ထားเสียရာဘာမှ evidence တွေမရှိဘဲနဲ့ဆက်ပြီးတော့ထားခဲ့ကြတဲ့အခါကျတော့ကျတို့အနေနဲ့အာဘာ everdo finalist ကိုလက်လွှတ်ရတာမျိုးဂူသမားတွေကိုကျတို့လက်လွှတ်ရတာမျိုးနော်ပြီးလို့ရှိရင်ကျွန်တော်တို့ညကိုင်းတဲ့ examiner တွေကိုလက်လွှတ်ရတာမျိုးတကယ်ကောင်းတဲ့ examiner တွေကိုကျွန်တော်လက်လွှတ်ရပြီးတော့တိုက်စစ်မှုတွေလက်လွှတ်ရတာမျိုးတိုင်းမှုတွေကြုံရပြီးတော့တိုင်းပက်သွားခဲ့တာ ဆိုတော့အခုလည်းရှိ Emery ရဲ့လက်အောက်မှာဆိုလို့ရှိရင်လည်း Marcus Rashford ကိုကျွန်တော်တို့ဘောနော်ကြိုက်တီဖြစ်စီမကြိုက်တီဖြစ်စီ Barcelona ထံလက်လွတ်ထားရတာမျိုးအခုလည်းရှိကျွန်တော်တို့အနေနဲ့ဒီ Kobe Menu ကိုကြောင်ထိုးထားခံရတာမျိုးဆိုတော့နီးပြတစ်ယောက်ကသူ့ရဲ့ဆုံးဖြတ်ချက်တွေနဲ့အတူတကယ်ကောင်းတဲ့ရလက်တီယူပြနိုင်နေတယ်ဆိုလို့ရှိရင်တော့ထောက်ခံစရာဖြစ်ကောင်းဖြစ်လိမ့်မယ် ဒါပေမဲ့နီးပြားကသူကိုယ်တိုင်လည်းအသင်းမှာတကယ်ကောင်းတဲ့ performance တွေယူပြမထားနိုင်တယ်လို့အသင်းရဲ့ဘောနော Academy ကနေထွက်လာပြီးတော့တကယ်ကောင်းပါတယ်ဆိုတဲ့ကစားမလေးတွေကိုလည်းသူတို့အနေနဲ့ပေါက်တကယ်ရဘောတွေအလောင်းဘောတွေရှောက်မပေးနိုင်လို့ဆိုပြီးတော့အယံကုံကြောင်ထိုးထားတာခံတယ်အယံကုံကနေပြီးတော့ဗောနောအစင်မပြေဘူးသူ့အနေနဲ့ကဘာဖလားကာလာဖြစ်တဲ့အတွက်လုံးဝအသင်ပြောင်းကျင်နေဆိုတော့လေအသင်ပေးမပြောင်းဘူးဒါဟာတော်တော်လေးကိုစိတ်ပြက်စရာပါကစားမဘက်ကကျွန်တော်တွေးရင် ဲ့ဒီတော့လာမယ့်ဇန်နဝါရီပြောင်းရွှေ့မှာကိုဗီမင်းနူးအနေနဲ့အတင်းပြောင်းဖို့အတွက်ထပ်ပြီးတော့တွန်းအားပေးအောင်မယ်အကယ်လို့သာနီးပြအပြောင်းလဲမဖြစ်ဖင်နဲ့အမ်မိုရင်းသာဆက်ပြီးတော့ရှိမယ်ဆိုရင်ဆိုတော့ဒါကြောင့်ပေါ့နော်အတင်းအနေနဲ့ဘယ်လိုပြောမလဲအမ်မိုရင်းရဲ့အဆုံးဖြတ်ချက်တွေကိုသဘောကျတဲ့နေရာမှာပါတယ်ဆိုတဲ့အချက်တွေကတစ်ချက်ကငွေရလို့ပဲအမ်မိုရင်းဟာဒီအတင်းကိုပြောင်းလဲခြင်းလို့သူပြောတယ်ဆိုတော့အတင်းမှာအဆင်မပြေတဲ့ တို့တွေနဲ့ဘောနော Academy player တွေကိုရောင်းချတယ်ရောင်းချရင်ကနေပြီးတော့ကျွန်တော်တို့က100% pure profit ရတဲ့အခါကျတော့ Ineos တို့ကပို့ပြီးတော့သဘောကျတယ်အဲ့ဒီတော့ကျွန်တော်အနေနဲ့ဘောနော Amorin ရဲ့ဒီတချို့ကစားမားတွေ homegrown player တွေကိုကျွန်တော် Academy ကထွက်လာတဲ့ကစားမားတွေကိုလက်လွတ်ရတာကို Ineos ရဲ့ဘက်ကပျော်ပျော်ကြီးလက်ခံနေတာပြဿနာက Amorin သွားကျင်တယ်လို့ Amorin ပြောတယ်လို့မျိုးကျွန်တော်အသင်းကရလက်ကောင်းနေကျွန်တော်ရမနေဘူးအဲ့ဒီတော့အသင်းတွက်ကတော်တော်ကြီးကိုပြဿနာကြီးသွားပြီး တော်တော်ကြီးကိုပြဿနာကြီးသွားပြီးတော့ကျွန်တော်ဘာမှလည်းအဆင်မပြေတော့ MODing ကိုပဲဆက်ပြီးတော့ယုံကြည်ရမလားเนาะ main new တို့လိုကစားမမျိုးတွေကိုလက်လွှင့်ရင်းနဲ့အမားတွေပဲထပ်ပြီးတော့ကျူးလွန်မိတော့မလားဒါတွေကိုကျွန်တော်စဉ်းစားနေရတာဖြစ်လာပြီဒါကြောင့်ကျွန်တော်ကတော့အသင်းအနေနဲ့ပေါ့နော် MODing ကကျွန်တော်တို့ကျွန်တော်တို့ဘယ်လိုပြောမလဲဒီတပွဲနှစ်ပွဲတောင်ဆက်ရှိဖို့မတည်ကြတော့တဲ့အချိန်ကြီးမျိုးမှာ main new လိုမျိုးကစားမကိုကျွန်တော်တို့လက်မလွတ်သေးပဲနဲ့ MODing ကိုအရင်ပြောင်းဖို့ကျွန်တော်ကြိုးပမ်းမှာနော်ဆိုတော့ menu လို့ကစားမလေးတွေကပြန်ခေါ်ရင် တန်ကြီးအများကြီးပေးရတယ်သူတပင်အခုလိုမျိုးငွေကြီးဖောင်းပွားတဲ့ကျွန်တော်ပြောင်းရွှေ့ကာလတွေမှာဆိုလို့ရှိရင်ပူတော်ဆူးသေးတယ်ဇန်နဝါရီရောက်ဖို့ကတော့ဝေးနော်ကြံသေးတယ်သူတို့လည်းပဲအမိုရင်ကိုကျွန်တော်နေဆက်ထားလို့ကျွန်တော်မဖြစ်တော့ဘူးအမိုရင်ကိုကျွန်တော်ဆက်ထားလို့မဖြစ်တော့ဘူးအမိုရင်မထွက်ခင်မှာမင်းနူးထွက်သွားတာထွက်သွားတာမျိုးမြင်ရလို့ကျွန်တော်မဖြစ်ဘူးကျွန်တော်မဖြစ်ဘူးဒါကြောင့်ပေါ့နော်နီးပြဖြစ်တဲ့ရူပင်အမိုရင်ဆက်ရှိနေတယ်ဆိုရင် တို့အနေနဲ့ကိုဗီမင်းနုကိုလက်လွှတ်ရနိုင်ကောင်းလက်လွှတ်ရနိုင်တယ်ဒါဟာအသင်းအတွက်အင်မတန်ကိုမဖြစ်သင့်စရာအခြေအနေမျိုးပါကျွန်တော် MOD ကိုကျွန်တော်အနေနဲ့ပြီးခဲ့တဲ့ပွဲကလေးကထုတ်ပေးရမှာအခုချိန်ကြီးဘာတည်င်းမှန်ကျွန်တော်မထွက်သေးဘူး MOD ကိုကျွန်တော်တပွဲဆက်ထားလေတပွဲတိုင်ပက်လေတပွဲလုံးဝရွေးချယ်စရာမရှိလေတပွဲပို့ပြီးတော့အသင်းတွေဆိုးလေတပွဲနောက်ထပ်အသင်းရာသီဘာလဲဆိုရင်အနည်းပြအသင်းတွေတိုင်ပက်လေပဲကျွန်တော်လက်ရှိမှာတော့ကျွန်တော် MOD ကမထွက်သေးဘူးဆိုတော့ကျွန်တော်အနေနဲ့ပေါ့နော် လိုပြောမလဲကာလာရှိမြန်အတင်းမှာဆက်ရှိရဆိုရင် menu ကိုထပ်ပြီးတော့လက်လွတ်ရမယ့်အခြေအနေမျိုးတွေလည်းကြုံသွားနိုင်တယ်ဆိုတော့ညီကလေးရဘလူမင်ညလည်းကျွန်တော်တို့အနေနဲ့ menu နဲ့ ruben amoring အတင်းအနေနဲ့ဘလို့ဆုံးဖြတ်သွားမလဲတရားတာတစ်ခုကတော့ amoring ကိုကျွန်တော်တို့လက်လွတ်ဖို့ကျွန်တော်လိုတယ်ဆိုတော့ညီကလေးရဘလူမင်ညလည်းကျွန်တော်တို့ menu လေးကိုလက်လွတ်ရနိုင်မယ်လို့ထင်ကြလားဆွေးနွေးကြပါအောင်အားလုံးကိုကျေးဇူးများကြီးပါတယ်